မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တရေမတရားဖမ်းဆီးမှုကိုခံရတဲ့ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကမ်ပိန်းတွေမှာတက်နိုင်တဲ့ဘက်ကပါဝင်ကူညီပေးနေမှုဟာလေဒေါ်ဆန်းစုကြည်ရဲ့အလို့ချင်းဆုံးသောမွေးနေ့လက်ဆောင်ဖြစ်လိမ့်မယ်လို့တားဖြစ်သူကင်အဲရီလို့ခေါ်တဲ့ကိုထိန်လင့်ကပြောလိုက်ပါတယ်ရှမ်းမင်းမြောက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ညီအောင်မဟာမိတ်တပ်တွေအကြားစစ်ရေးတင်းမာလာပြီး ရခိုင်မှာလည်းအရခတ်တော်အေအေရဲ့မြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်မှာပဲစစ်ကောင်စီရဲ့ဖိတ်ကြားချက်အရတရုတ်ကိုယ်စားလှယ်ဟာနေပြည်တော်ကိုရောက်ရှိလာတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုကိုခံနေရတဲ့ဒေါ်ဆတ်စုကြည်ရဲ့မွေးနေ့အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကမ်ပိန်းတွေမှာတက်နိုင်တဲ့ဘက်ကပါဝင်ကူညီပေးနေမှုဟာလေဒေါ်ဆတ်စုကြည်ရဲ့အလို့ချင်းဆုံးသောမွေးနေ့လက်ဆောင်ဖြစ်လိမ့်မယ်လို့ တားဖြစ်တဲ့သူကင်အဲရီလို့ခေါ်တဲ့ကိုထိန်လင်းကပြောလိုက်ပါတယ်ဒီကနေ့ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့လူလူကောင်းဇွန်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်89နှစ်မြောက်ဝန်းနေအတွက် Facebook လူမှုကွန်ရက်ကနေတဆင့်ဒေါ်အောင်ဆန်းစုကြည်ရဲ့တားဖြစ်တဲ့သူကင်အဲရီလို့ခေါ်တဲ့ကိုထိန်လင်းကဝန်းနေဆူတောင်းတဲ့အချိန်ပြောသွားတာပါအခုချိန်မှာသူ့ရဲ့အမေဖြစ်တဲ့သူဒေါအောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးတဲ့သူတွေကပန်းတွေကိတ်မုတ်တွေကိုမွေးနေ့လက်ဆောင်အဖြစ်ပေးကျင်ကြပေမဲ့ဒေါအောင်ဆန်းစုကြည်ဟာလက်ခံခွင့်မရှိတဲ့အခြေအနေဖြစ်တာကြောင့်တစ်ဖက်မှာဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကမ်ပိန်းတွေမှာတက်နိုင်တဲ့ဘက်ကနေပါဝင်ကူညီပေးနေမှုဟာလေရောင်ဆန်းစုကြည်ရဲ့အလို့ချင်းဇုံသောမွေးနေ့လက်ဆောင်ဖြစ်လိမ့်မယ်လို့တားဖြစ်သူကင်အဲရီလိုခေါ်တဲ့ကိုထိန်လင်းကလူမှုကွန်ရက်ကနေတဆင့်မိခင်ဖြစ်သူရဲ့မွေးနေ့ဆုတောင်းမှာထည့်သွင်းဖော်ပြထားပါတယ်ဒုတိယကောင်းဆောင်ရောင်ဆန်းစုကြည်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစပြီးအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုကိုခံထားရတာဖြစ်တဲ့အတွက်အချင်းအောင်တွင်းမှာပဲ၄နှစ်မြောက်မွေးနေ့ကိုဖျက်ဆီးနေရတာဖြစ်ပါတယ်ခင်ဗျတစ်ဖက်မှာတော့ ယူရုကောင်းဆောင်ထောင်းဆက်စုကြည်ရဲ့ဒီကနေ့ဇွန်လ16ရက်နေ့မှာကြောက်ရောက်တဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်နိုင်ငံတော်ကပြည်သူတွေဟာအကြက်ဖက်စစ်တပ်ရဲ့တင်းကြပ်မှုတွေဂျက်ကပဲပန်းတပိတ်မှာပါဝင်ဆင်နွှဲနေကြပြီးလုံခြုံရေးထူးတင်းကြပ်ထားတဲ့ရန်ကုန်မြို့မှာဆိုရင်လေထောင်းဆက်စုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ရေပွဲပြည်သူအချို့ပြုလူငယ်အဖွဲ့ကနေစုဆိုတဲ့စာသားကိုကင်ဆောင်ပြီးမွေးနေ့ဆုတောင်းပေးခဲ့တယ်လို့သိရပါတယ်ဒီကနေ့ကြောက်ရောက်တဲ့ထောင်းဆက်စုကြည်ရဲ့86နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ လူမှုကွန်ရက်ဆိုင်မနာတွေမှာလည်းဒေါ်ဆက်စုကြည်အတွက်မွေးနေ့ဆုတောင်းပေးတာတွေပန်းပန်ထားတဲ့ပုံရိပ်တွေနဲ့ပန်းတပိတ်မှာပါဝင်ဆင်နှွှဲနေကြတဲ့ဓာတ်ပုံတွေကိုပါတင်ပြီးဒေါ်ဆက်စုကြည်ကိုချစ်မြတ်နိုးတဲ့ပြည်သူတွေကနိုင်ငံတော်မွေးနေ့ဆုတောင်းပေးနေကြတာကိုလည်းလူမှုကွန်ရက်တခွင်မှာတွေ့မြင်နေရပါတယ်။အဲဒီလိုပဲတစ်ဖက်မှာလည်းစစ်ကောင်စီကလုံခြုံရေးအထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာပါရေပွဲပြည်သူအကြုတ်ပြုလူငယ်အဖွဲ့ကနေစုဆိုတဲ့စာသားကိုကန်ဆောင်ပြီးတော့တမ်နီနှင်းစည်းလိုတင်စားခေါ်ပေါ်ကြတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ဆုတောင်းပေးရင်းနဲ့ ဆန္ဒပြလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းရေပွဲအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ညီတော်မဟာမိတ်တပ်တွေကြားစစ်ရေးတင်းမာလာပြီးရခိုင်မှာလည်းအရခတတော် AA ရဲ့မြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်မှာပဲစစ်ကောင်စီရဲ့ဖိတ်ကြားချက်အရာတရုတ်ကိုယ်စားလှယ်ဟာနေပြည်တော်ကိုရောက်ရှိလာပြီးစစ်ကောင်စီနဲ့တွေ့ဆုံနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် တရုတ်ဆိုရနိုင်ငံဂျိုင်ဝင်ကြီးဌာနရဲ့အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန်ရှိကျွင်းဆိုတဲ့သူဟာယမန်နေ့ကပဲနေပြည်တော်မှာစစ်ကောင်စီရဲ့နိုင်ငံဂျိုင်ဝင်ကြီးတန်းဆွေဆိုတဲ့သူနဲ့တွေ့ဆုံခဲ့ပြီးမြန်မာတရုတ်နယ်စပ်ဒေတာတလျှောက်မှာငញ្ញရေးနဲ့တည်ငြိမ်ရေးကိစ္စရက်တွေကိုဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကပါသတင်းထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီလိုတရုတ်ကိုယ်စားလှယ်နေပြည်တော်ရောက်လာတဲ့ကိစ္စဟာရှမ်းမြောက်မှာအခုနောက်ဆုံးစစ်ရေးတင်းမှလာတာနဲ့ရခိုင်အရေးကိစ္စတွေပါဆွေးနွေးဖို့စစ်ကောင်စီကဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့လည်းနေပြည်တော်စစ်ဘက်တရင်အရေးမြင့်ကပြောထားပါလေ။ တစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာညီနောင်မဟာမိတ်သုံးဘွဲ့နဲ့စစ်ကောင်စီအကြားတရုတ်နိုင်ငံရဲ့ဂျာဝင်ဆိတ်ဆက်မှုနဲ့ဟိုင်ကင်အပြစ်ရဲ့သဘောတူညီချက်ရထားပေမဲ့စစ်ကောင်စီကတော့မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရှိတဲ့နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလေကြောင်းကနေပုံကျဲပစ်ခတ်တာတွေတောက်လျှောက်ဆိုးသလိုလုပ်နေပြီးအပြစ်ရဲ့စာချုပ်ကိုချိုးပေါက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်တိုင်းတင်ငန်းကျွန်းမြို့နယ်တဝနာ25ရက်ကွယ်အုတ်ချုပ်ရေးမှုခင်အုံမာကျော်ဆိုတဲ့သူကစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီး ရက်ွက်တဲကအိမ်အောင်စုတစုကိုငွေကျပ်1000ဝန်းကနေကျပ်3000အထိလစဉ်ချိမ့်ချောက်တောင်းရန်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဧပြီလကစပြီးအဲ့ဒီတန်ငန်းကျုံမြို့နယ်တုပနာ25ရက်ွက်အုပ်ချုပ်ရေးမှုခင်အုံမာကျော်ဆိုတဲ့သူကရက်ွက်တဲကအသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့အမျိုးသားတွေနေထိုင်ရာအိမ်တွေအားလုံးစီကနေစစ်မှုန်းတဲ့ကိစ္စကိုအကြောင်းပြပြီးတော့လစဉ်ငွေကျပ်1000ဝန်းကနေ3000အထိလိုက်လံချိမ့်ချောက်တောင်းရန်နေတယ်ဆိုပါတယ်။အဲ့ဒီအုပ်ချုပ်ရေးမှုခင်အုံမာကျော်ဆိုတဲ့သူဟာ စစ်တပ်ကအာဏာသိမ်းပြီးမှအုပ်ကြီးနေရာကိုဝင်ယူတာဖြစ်ပြီးလက်ရှိတူဝန်25ရက်ကွက်မှာစစ်မှုထမ်းကိစ္စအကြောင်းပြချက်နဲ့လှစဉ်လူငယ်တွေရှိတဲ့အိမ်တွေကနေငွေကြေးတောင်းရတဲ့အချိန်မှာလေသူကိုယ်တိုင်လာကောက်တာမဟုတ်ပဲရက်ကွက်ရုံကစည်ရည်နဲ့စည်ရည်မတွေကိုလှုပ်ပြီးတအိမ်ဝင်တအိမ်ထွက်လိုက်ကောက်တာဖြစ်တယ်လို့သူတို့ကောက်တဲ့ငွေကိုမပေးရင်စစ်မှုထမ်းရမယ်ဆိုပြီးတော့ပါချိန်ချောက်တောင်းရနေတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့မလိုင်မြို့နယ်မှာ ပီဒီတက်ဖော်ရီကလုံခြုံရေးအရာစစ်ဆေးတဲ့အချိန်ဆိုင်ကယ်ကိုရက်မပေးဘဲထွက်ပြေးတဲ့တရက်ကန်ကြေးရွာရာအိမ်မှုစိတ်မြင့်အောင်တို့လင်မယားနှစ်ယောက်ပြစ်ခတ်ခံရပြီးနှစ်ဦးလုံးသေကုန်ကြပြီလို့တော်လန်ရေးသတင်းရင်းမြစ်နဲ့ဒေသခံပီဒီရီကပြောပါတယ်။ဇွန်လ15ရက်နေ့ကပဲမန္တလေးတိုင်းမလိုင်မြို့နယ်မှာစစ်ကောင်စီခန့်တရက်ကန်ကြေးရွာရာအိမ်မှုစိတ်မြင့်အောင်တို့လင်မယားဟာဆိုင်ကယ်နဲ့ဈေးဝယ်ထွက်လာတဲ့အချိန်ပီဒီတက်ဖော်ရီကလမ်းမှာစစ်ဆေးတာကိုဆိုင်ကယ်မရက်ပေးဘဲထွက်ပြေးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ပီဒီတက်ဖော်ရီကလိုက်လံပြစ်ခတ်ဖမ်းဆီးရမှာတော့ ရိုင်မှုစိတ်မြင့်အောင်တို့လင်မယားနှစ်ဦးစလုံးဟာနေရာမှာပဲပွဲချင်းပြီးကိုသေကုန်ကြတယ်လို့တော်လန်ရေးတပ်ဖွဲ့စီကနေသိရပါတယ်။အဲ့ဒီရိုင်မှုစိတ်မြင့်အောင်ဆိုတဲ့သူဟာအချမ်းပစစ်တပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်လိုက်လံစုဆောင်းနေတာဖြစ်တဲ့အပြင်စစ်မှုမထမ်းရင်ဖမ်းဆီးထောင်ချပစ်မယ်ဆိုပြီးတော့ပါပြည်သူတွေကိုလိုက်လံချိန်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကတော့ရုံခစ်တက်ကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ